ဘုရင်တို့ဘုရားရှင်ကိုတော်မြတ်ကြီးတက္ကတိုင်တာမဆိုတဲ့ရွာမှာတရင်သုံးတော်မူစဉ်ခါကာလတခုသောညချမ်းမှာမြတ်စွာဘုရားရဲ့ထံတော်ဘာကိုနတ်သားတစ်ပါးအချင်းကပ်ပြီးတော့မြတ်စွာဘုရားကိုသူလျှောက်ထားခဲ့တယ်။ဘာဒီလျှောက်ထားလဲဆိုတော့တယောမိဗန္နိဓမ္မဘိက္ခုနောပရိဟာနာယသံဝတ္တန္တိဗန္နိဘုံတော်ကြည်တော်မူသောမြတ်စွာဘုရား တယောမေဓမ္မဟောရီတရား၃ခုကတော့ဘိက္ခုနောယဟန်တို့အတွေ့ပရိဟာနာယသဝတ္တန္တိဆုံးယုတ်ဖို့ရန်ဖြစ်ပါလေဗျာမြတ်စွာဘုရားတဲ့ဟောရီတရား၃ခုကတော့ယဟန်တွေအတွေ့ဆုံးယုတ်ကြောင်းတရားတွေပါတဲ့နတ်သားတစ်ပါးကလာလျှောက်တာနော်ဒီတရား၃ခုကတော့ယဟန်တော်တွေအတွေ့တေချံပေါ့ဆုံးယုတ်ကြောင်းတရားတွေပါတဲ့ ကတမိတယောတို့ဆိုယုတ်ကြောင့်တရားသုံးပါးတို့ကပါရီလဲဆိုရင်ကမ္မာရမတာဗတ္တာရမတာနေတာရမတာနံပါတ်၁ကမ္မာရမတာကမ္မာရမတာအမှုသစ်မှာမွေးလျော်နေတဲ့ပုဂ္ဂိုလ်နော်အမွေးလျော်နေတဲ့ပုဂ္ဂိုလ်နှဟိုဟာလေးလှုပ်ခြင်းဒါလေးလှုပ်ခြင်း ကိုယ့်ရဲ့ဗဒါနအလုတ်ကလွဲပြီးတော့ကျန်တဲ့အလုတ်တွေမှာစိတ်ဝင်စားပြီးတော့ဟိုဆက်ဆက်ဒီဆက်ဆက်ဟိုဟာကိုလည်းစိတ်ဝင်စားဒါကိုလည်းစိတ်ဝင်စားအဲ့ဒါလို့အလုတ်ကိစ္စတွေဘာရင်လို့ဟိုယမေရှာလို့မရဘဲနဲ့ဘာမဟုတ်တဲ့အလုတ်တွေနဲ့အချင်းကုန်းနေတဲ့ပုံကိုယ်တွေပေါ့ဆိုလိုတာကတော့ဒီနေရာမှာဦးဇင်းတို့အလုတ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဘယ်လိုအလုတ်ကဘလောက်တန်ဖိုးရှိတယ်ဘယ်အလုတ်ကဘလောက်တန်ဖိုးမရှိဘူး ဘယ်လောက်ကတော့လှုပ်တဲ့နေဘယ်လောက်ကတော့မလှုပ်တဲ့ဘူးဆိုတာကတော့ဒါကိုယ့်ရဲ့ဉာဏ်ပေါ်မှာအဓိကမူတည်တာပေါ့လေအဲ့ဒီအလုံးဆိုတာနဲ့ပတ်သက်ပြီးတော့နောက်ပိုင်းမှာဦးဇင်းတို့အကျေတဝန်ပြောဖို့ကြည်ရထားပါတယ်အဲ့ဒါအခုနတ်သားကရှောက်နေတာကယဟန်တော်တွေအတွက်ဟောဒီတရား၃ပါးဟာတေချာပေါက်ဆွေယုတ်ကြောင်းတရားပါတဲ့နံပါတ်၁ကမ္မာရမတံအမှုသစ်မှာမွေးလျော်တယ်စာစာပြောကလေးပေါ့နော်အမှုသစ်မှာမွေးလျော်တယ် ဆိုလိုတာကကိုလိုချင်တာကိုရနိုင်တဲ့အလုတ်ကလွဲပြီးတော့ကျန်တဲ့အလုတ်တွေကိုလှုပ်လှုပ်နေတယ်လို့ပြောကြပါစို့ဟုတ်လားကိုကဘာကိုရချင်တာလဲကိုရချင်တာကိုရအောင်ဆောင်ကျင်းပေမဲ့အလုတ်ကဘယ်အလုတ်လဲဒါစဉ်းစားဖို့လိုတယ်နော်တခါကြီးဒီမိုက်များအေးကိုလိုချင်တာကိုရနိုင်တဲ့အလုတ်ကလွဲပြီးတော့ကျန်တဲ့အလုတ်တွေကိုလှုပ်လှုပ်နေတယ်ကျန်တဲ့အလုတ်တွေကိုလှုပ်ရတာပျော်ပျော်နေတယ်ဆိုရင်အဲ့ဒါအမှုသင့်မှာမွေးလျော်တယ်လို့အကြံဉာဏ်မှတ်ရအောင် အဲ့ဒါလိုအမှုကိစ္စအသစ်တင်မှာမွေ့လျော်မွေ့လျော်နေမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဆုံးယုတ်လိုက်မယ်တဲ့ဘယ်တရားမှဆုံးယုတ်မှာလဲဆိုတော့ကုသိုလ်ကောင်းမှုတွေမှာဆုံးယုတ်လိုက်မယ်တဲ့နော်နောက် ပြီးတော့နံပါတ်1ဘာသာရမတာစကားပြောဆိုမှုမှာမွေ့လျော်နေချိုက်ပျော်ပိုက်နေတဲ့ပုဂ္ဂိုလ်စကားပြောရတာကိုပဲစိတ်ဝင်စားပြီးတော့တော့စကားပြောနေရရင်မပြင်းနိုင်အောင်ပဲဖြစ်နေပြီးတော့တော့ပြောပဲပြောခြင်းနေတယ်ဟုတ်လား စကားပြောဖို့မှုမှာမွေးလျော်နေတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်လည်းပဲဆုံးယုံမှာပဲတဲ့ကုသိုလ်ကောင်းမှုတွေပါနော်နောက်နံပါတ်3နိဒ္ဒရာမတာအိတ်ဆက်ခြင်းမှာမွေးလျော်နေချိုင်ပျော်ပိုင်းနေတဲ့အလေးအကျင့်ရှိတဲ့ပုဂ္ဂိုလ်နော်လူတွေသုံးနှုံတာကအိတ်ပျော်တယ်အိတ်ရတာမှပျော်တယ်ပေါ့ဟုတ်ရလားနော်အဲ့ဒါလိုအိတ်မှုမှာပဲအမြဲတမ်းပျော်မွေ့ပြီးတော့နော်အိတ်ချင်းနဲ့ပဲအချင်းကုန်းကုန်ကုန်းကုန်နေတာတွေများများနေရင်လည်းပဲ ဲ့ဒီပုဂ္ဂိုလ်တေကြပေါ့ဆွေယူလိုက်မယ်တဲ့ဟုတ်ရလားဒါကလည်းပဲတရားတော်တို့ဥရှင်တို့ပို့တွေ့လို့မရဘူးနော်ဘဝမှာကို နှစ်ပေါင်းဘလောက်နေခဲ့ပြီလဲလူဘဝမှာအဲ့ဒီနေခဲ့တဲ့နှစ်တွေတည်းကအိပ်ပြီးတော့ကုံသွားတဲ့အချိန်တွေကဘလောက်လဲလို့စဉ်းစားကြည့်ရင်စက်သီးထားเสียကောင်းလောက်အောင်အိပ်ရှင်မှုကကိုယ့်ဘဝရဲ့အချိန်တွေကိုယူသွားတာကိုသိရလိမ့်မယ်တွေ့ရလိမ့်မယ်ဟုတ်ရလားဒါကြောင့်နတ်သားကလာပြီးတော့ရှောက်တာအိပ်ဆက်ချင်းကိုသူက လမ်းပြီးတော့ပြောတာနော်အေးအဲ့တော့အဲ့ဒီတရား၃ပါးဟာယဟန်တော်တွေအတွက်ဆွေရုပ်ကြောင့်တရားပါတဲ့နော်တိအချက်ကမ္မရမတာအမှုတဲ့မှာမွေလျော်နေချင်းပြောပိုင်းနေတယ်နေ့ချင်းဘာသာရမတာစကားပြောဟောမှုမှာမွေလျော်နေချင်းပြောပိုင်းပြီးတော့နေတယ်သုံးအချက်နေဒါရမတာအိဆက်ချင်းမှာမွေးလျော်နေချင်ပျော်ပိုက်ပြီးတော့နေတယ်ဒါဆိုရင်ဒီယဟန်ဟာ ဆွေယုတ်လိုက်မယ်တဲ့ဘယ်တရားတွေမှာဆွေယုတ်မှာလဲကုသိုလ်ကောင်းမှုတွေမှာဆွေယုတ်လိုက်မယ်တဲ့အဲ့လိုလျှောက်တော့မြတ်စွာဘုရားကအဲ့ဒီနတ်သားရဲ့စကားကိုလက်ခံသဘောတူတယ်ပေါ့အဲ့လိုမြတ်စွာဘုရားကသဘောတူတယ်ဆိုတာကိုလည်းအဲ့ဒီနတ်ကသိတယ်သိတော့ဩငါလျှောက်တာကိုမြတ်စွာဘုရားသဘောတူတယ်လက်ခံတယ်အဲ့တော့သူ့အတူသူဝမ်းသာသွားတယ်ပေါ့အဲ့ဒါနဲ့သူကမြတ်စွာဘုရားကိုချစ်ခိုးဥချမ်းပြီးတော့သူ့နေရာသူပြန်တယ်ပေါ့ အဲ့ဒါဦးဇင်းတို့မနှခင်လင်းလာတဲ့အခါရောက်တော့မြတ်စွာဘုရားကယဟန်တော်တွေကိုစုမိတော့ယဟန်တော်တွေကိုအမိန့်ရှိတယ်မြတ်စွာဘုရားကစစ်သားတို့တဲ့ညာတော့ငါးစီကိုနတ်သားတစ်ပါးရောက်လာပြီးတော့ဟောဒီတရားသုံးပါးဟာယဟန်တွေအတွက်ဆုယုတ်ကြောင်းတရားပါဆိုပြီးတော့ငါ့ကိုလျှောက်သွားတယ်တဲ့ကမ္မာရမတာ အမှုသစ်မှာမွေးလျော်နေတဲ့သူဘဒ္ဒရာမတာ စကားပြောခြင်းမှာမွေးလျော်နေတဲ့သူနိဒ္ဒရာမတာ အိဆက်ချင်းမှာမွေးလျော်နေတဲ့သူဆိုပြီးတော့ဆိုးရုပ်ကြောင်တရားသူမှငါ့ကိုရှောက်ထားသွားတယ်တဲ့